နောက်တစ်ခါပါကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့သူတို့ဘောက်သူဘုံချုပ်ပဲဖြစ်ဖြစ်အာနာရှင်ပဲဖြစ်ဖြစ်စစ်အာနာရှင်ပဲဖြစ်ဖြစ်ရေကောက်အနေနဲ့နိုင်ငံတော်အာနာတစ်ခုကိုရေကောက်ပွဲရနေပြီးတော့ဖြတ်တန်းပြီးမှရယူရမယ်ဆိုတဲ့အတိတရားရှိခြင်းဒီကဗင်လင်းသူတို့ဟာအာနာရှင်မဟုတ်ဘူးဆိုတဲ့ဘယ်လိုခေါ်မလဲအရှိတရားကိုပြနေလို့ကျွန်တော်ဒီလိုမျိုးသုံးသပ်လို့ရတယ်ဒါသူတို့တရားလုံးတွေတိုင်းမှာပဲဒီမှာနေတွေကတော့အောင်မင်းတကောင်နေနဲ့တပ်ဖို့ပါတီကိုဝင်လာတဲ့စစ်ပွဲတွေကို ပိုချိုမီချိုကလည်းဘာလို့ပြောပြတဲ့ခါမှာတော့အဘကနေပြီးတော့သူ့ကိုကစံပေးတဲ့ခါမှာတော့ခုလိုမျိုးပြန်လဲပြောနေတာတွေ့နေရပါတယ်။ဒီမှာပဲချင်းညရေကိုအစကနေပြီးတော့မြောင်းရင်နဲ့ဆေးရမကောင်းလို့ဆိုတော့လုံးဝမထင်ပေါ်နေတဲ့နေထိုင်ဖြစ်ပါလေ။ငါကူနေဒီဇင်ဘာ28မှာလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်အဲ့ဒါဟာအတူရောင်မှာအလိန်ညာရွေးကောက်ပွဲပါ။အတိုက်ခံနိုင်ငံရေးခေါင်းဆောင်ကို Fancy ထိမ့်သိမ်းထောင်ချညှစ်ပန်းထားပြီးတော့လုံတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူး။ပြီးခဲ့တဲ့ရွေးကောက်ပွဲ20မှာတောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD အပါအဝင် ပါတီပေါင်း40ကိုဖျက်သိမ်းပြီးတော့လုတ်တဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူး။သတင်းတောက်တွေဟာမြန်မာနိုင်ငံတကာအခြေအနေကိုအမှန်တိုင်းတင်ပြလို့မရပါဘူး။အဲ့ဒါလို့တင်ပြတာဟာတရားမဝင်လို့ရဖြစ်နေပါတယ်။တော်လာမျိုးတွေအားလုံးပဲသဘောဘေးနဲ့မေးဘေးတယ်မှာမြန်သူကြီးဝေးကြပါသလိုဆူတောင်းပြီးနေပဲကျွန်တော်ရဲ့ကိုကြရပေါ်လိုရင်ချန်လေးရဲ့ညပိုင်းစီစဉ်လေးရဲ့ပြန်လည်ကြိုးလိုက်ပါတယ်။ဗီဒီယိုတွေရရှိမှလို့တော့ပေးကမှာတော့ယနေ့ ဟိုဘလာတော့ရင်တနင်္လာနေ့ရညပိုင်းနောက်ဆုံးရစီသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တယ်တော်တော်များများအားလုံးပဲအဆုံးနှီးရှိဖို့ဒီတိုင်းမှာထပ်မံတောင်းဆိုလိုက်ပါတယ်ဖရောင်းသွုံသတင်းမဟုတ်အနေနဲ့ကတော့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့တသက်ခိုင်ဟာ၎င်းကိုတွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကနေပြီးတော့ပယ်ဖျက်ထားခဲ့မှုပေါ်တက်ညာစဉ်းစားပြရန်နဲ့ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပြုရန်တင်ပြထားမှုပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစီမင်းစည်းကမ်းနဲ့အညီလှုပ်ဆောင်ခြင်းဖြစ်တယ်လို့သုံးသက်တင်ပြထားရတယ်ဖြစ်ပါတယ်အဲ့သုံးသက်တင်ပြထားပြီးတော့တကယ်တော့ ရွေးကောက်ပွဲ UEC ကနေပြီးတော့ပြုလုပ်တယ်လို့ပြောရမယ်လဲ UEC ကလုံးဝကိုမလုပ်နိုင်မဲနဲ့မင်းအောင်လှိုင်းရဆုံးဖြတ်တာတိကတော့လည်းသိရှိထားပါတယ်ဘလိုဘလားနောက်ပိုင်းမှာဒီလိုရှိတော့ပါတီဥက္ကဋ္ဌသက်သက်ခံရအကျွေးပေးရန်ရှိနေတဲ့အချက်ကြောင့်တို့တော်ကိုယ်စလဲလောင်းဖြစ်ကနေပြီးတော့ရွေးကောက်ပွဲကော်မရှင် UEC ကပြဖြက်ခဲ့ကြောင်းနဲ့သက်သက်ခံရပြန်လည်စဉ်းစားပေးရန်မင်းအောင်နိုင်တဲ့ UEC ဥက္ကဋ္ဌထံကိုအသနာခံစတင်ထားကြောင်းနဲ့အဆိုပါအသနာခံစာမျိုးကိုလည်း UEC ဘက်ကပြန်လည်သုံးသက်စဉ်းစားရမှာတော့ဥပဒေစီးမြင့်စည်းကမ်းနဲ့ညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသက်ထားကြောင်းရင်းသုံးသက်ချက်မှာလည်း စစ်ကောင်းဆောင်မင်းအောင်နိုင်ထံကိုတင်ပြရမည်ဖြစ်ပြီးတော့မင်းအောင်နိုင်ရဲ့အဆုံးမြတ်အဓိကဖြစ်ကြောင်းနဲ့မင်းအောင်နိုင်ကခွင့်ပြုလျင်တသက်ခိုင်းရွေးကောက်ပွဲကိုဝင်ခဲ့ရမည်ဖြစ်ပြီးမင်းအောင်နိုင်က UC ရဲ့သဘောတိုင်တာဖြစ်တယ်လို့မှတ်ချက်ပေးလျင်တသက်ခိုင်းကိုကိုယ်စားလောင်းအဖြစ်မှာပြဖထားမှုကိုရုံသိမ့်ရန်မရှိကြောင်းသိရှိထားရပါတယ်နောက်ထပ်သတင်းမှုအနေနဲ့ကတော့ရန်ကုန်မှာငိုးပြန်အမြန်လန်းတွေနဲ့မျိုးတော်ပြင်ပက်လန်းစီမံကိန်းကောင်တဲ့ဖော်မယ်ဆိုပြီးမင်းအောင်နိုင်ဟာကော်မတီကိုဖွက်လိုက်ကြောင်းသိရှိရပါတယ်ဒါကိုလည်းစစ်တပ်ဘက်ကထုတ်ပြန်ခဲ့တဲ့သတင်းမိကပြန်တန်းရန်သိရှိရဖြစ်ပါတယ်အကြမ်းမင်းအောင်နိုင်ရဲ့အမိန့်နဲ့ ဩဂုတ20ရက်နေ့ကစတင်ပြီးတော့ရန်ကုန်မိုးပြံအမြန်လမ်းနဲ့ရန်ကုန်မြို့တော်ပလန်စီမံကိန်းဥဆောင်ကော်မတီကိုဖွဲ့စည်းတဲ့ချင်းဖြစ်ပြီးအဆိုပါကော်မတီကိုစက်မှုစုံများအကြားချိတ်ဆက်မှုကောင်းစေရန်နဲ့ပင်လယ်ကူးစိတ်ကမ်းများအခြေပြုမျိုးတင်များနဲ့တည်ယူပို့ဆောင်ရန်ညောင်းများအဆင်ပြေချုံးမွန်လာစေရန်နိုင်ငံရဲ့စီးပွားရေးဇင်းကြံလမ်းမကြီးတစ်ခုဖြစ်ပေါ်ထွန်းလာစေရန်ယူရပြီးတော့မင်းအောင်နိုင်ကအခုလိုမျိုးကော်မတီဖွဲ့ကိုဖွဲ့စည်းတဲ့ပြည်ကျွန်းထားတာတွေ့ရှိရပါတယ်။အဲ့လိုပဲကော်မတီဖွဲ့ဝင်6ဦးပါဝင်ပြီးတော်လိုရေးဝန်ကြီးကဥက္ကဋ္ဌရန်ကုန်ဝန်ကြီးချုပ်ကဖွဲ့ဝင် ို့ဆောင်ရင်းနဲ့ဆက်သွယ်ရေးဒူးဝင်ကြီးကဖွဲ့ဝင်ဗန္ဓာရေးဒူးဝင်ကြီးတရက်စစ်ဒူးဝင်ကြီးတို့ကဖွဲ့ဝင်ဖြစ်ပေါ်ဝင်ကတော်တော်ရေးဒူးဝင်ကြီးကတွင်မှုဖြစ်ပေါ်ဝင်ထားတဲ့မိုးပြန်လမ်းများတည်ဆောက်ရေးရန်ကုန်မြို့နယ်မန္တလေးမြို့များမှာမိုးပြန်လမ်းများဆောက်ပြီးနိုင်ငံတကာအသိအမှတ်ပြုတဲ့ပုံသွေးရေးတွေကိုနိုင်ငံတွင်းမှာရောပြည်တွင်းပြည်ပမှာပါတကယ်ကိုမှပဲအချက်ချက်ကြလုံနိုင်မယ်ဆိုတဲ့အနေထားနဲ့ထုတ်ဖော်လုပ်ခဲ့တာဆိုပြီးတော့လည်းသူတို့ရဲ့စီးရေးသမီးကသိရှိရပါတယ်။မင်းအောင်တကယ်လည်းအလိုပဲတက်စီရထားရဲ့ပြေးဆွမယ်ဆိုပြီးတော့လည်းလက်ရှိချိန်မှာတော့ရန်ကုန်မြို့မှာမိမှန်လားမမှန်လားမိ24နိုင်လားမလားဆိုတာကတော့ ော်လံပြည်သူအားလုံးသိရှိသဖြစ်တယ်မှာပါ။အော်ကြည်ကြီးအဖြစ်ဒီလိုကောင်းနေရပါဇက်ကချင်းကြယူစကားတွေပြောမျောင်းနေရရင်းနဲ့ပလုတ်ကျင်းရမယ်ကောင်းနေဖြစ်တဲ့ဆိုတာကိုကောင်းတို့တော်လိုင်းပြီးခါလာမှာသက်တွေ့ပြဖို့လိုတဲ့အကြောင်းရန်ကနေပြီးထက်မှန်ပြီးပေးခြင်းပါတယ်။နောက်တစ်ခုကပါကျွန်တော်ပြောချင်တာအဓိကပါလဲဆိုတော့သူတို့ဘောက်သူဘုံချုပ်ပဲဖြစ်ဖြစ်အာနာရှင်ပဲဖြစ်ဖြစ်ဆေးအာနာရှင်ပဲဖြစ်ဖြစ်ရေကောက်အနေနိုင်ငံတော်အာနာတစ်ခုကိုရေကောက်ပွဲရနေပြီးတော့ဖြတ်တန်းပြီးမှရယူရမယ်ဆိုတဲ့အတိတ်တရားရှိခြင်းဒီကဘင်းလင်းသူတို့ဟာအာနာရှင်မဟုတ်ဘူးဆိုတဲ့ ဘယ်လိုခေါ်မလဲအရှိတရားကိုပြနေလို့ကျွန်တော်ဒီလိုမျိုးသုံးသက်လို့ရတယ်ဟာသူတို့အားလုံးတွေ့တယ်ဒီမှာပဲဒီမှာနေတွေကတော့အောင်မင်းတကောင်အနေနဲ့တပ်ဖို့ပါတီကိုဝင်လာတဲ့စစ်ကွေးတွေကိုဘူချိုမီချိုကလည်းဘန်ချိုပြောပြီးတဲ့ခါမှာတော့အမကနေပြီးတော့သူ့ကိုကစံပေးတဲ့ခါမှာတော့ခုလိုမျိုးပြန်လည်ပြောနေတာတွေ့နေရပါတယ်ဒီမှာပဲချင်းညရီကိုအစကနေပြီးတော့မြောင်းရင်နဲ့စီရမကောင်းနေဆိုတော့လည်းလုံးဝမထင်ပေါ်နေတဲ့အနေထားဖြစ်ပါတယ်အနေနဲ့ပြောရရင်များအာနာရှင်ဆိုလို့ရှိရင်ပြောရရင်ဒီရွေးကောက်ပွဲကြီးကို ဟိုလိမ်ပြီးတော့ကျင်းမာနေမှာမဟုတ်ဘူးအာနာကိုဆက်ပြီးတော့သွားလို့ရတာပဲဒါပေမဲ့လက်ရှိအနေထားမှာကသူတို့အနေနဲ့အားလုံးဟာဒီရွေးကောက်ပွဲကိုယုံယုံကြည်ကြည်နဲ့ဟာလာလူလူကြားတဲ့ဆင်းပြီးတော့ဝင်တယ်လူကြားတဲ့ဆင်းပြီးတော့မဲတောင်းတယ်ဟွန်းကိုနေ့ကတော့လူကြားရမလာဘူးဆိုအခုတော့လူကြားရလာသွားပြီလားသူတို့မဲထည့်ဖို့အတွက်ဟာလာတောင်းခံတယ်ဒါကသူတို့ဘာလဲဆိုတော့ဒီမိုကရေစီရဲ့ကျင့်စဉ်တစ်ခုကိုကျင့်နေလို့เนาะဒီကနေပြီးတော့သူတို့ဘာကိုနိုင်လဲနိုင်မဲရှုံးနေလဲရှုံးတယ် နိုင်ပြီဖြစ်စီရှုံးပြီဖြစ်စီကျွန်တော်ကပါတီအားလုံးကိုပြောချင်တာအဓိကအဖြစ်တော့နိုင်ရင်လဲတိတ်ခါရှိနိုင်ရှုံးရှိအောင် NLD မှမပါလဲခိစောင်းဒီဂျန်နဲ့ပါတီလေးတွေအပေါ်မှာနောက်ပြည်သူလူထုအပေါ်မှာရေလိုဟုတ်လားဆန်ရေလိုဆက်ဆံဖို့ဗောနော်ရေလိုလလိုဆက်ဆံဖို့ရှုံးသွားရင်လည်းရှုံးမဲမမဲဖို့လို့ကျွန်တော်ပြောချင်တာနော်ရှုံးသွားရင်လည်းရှုံးမဲမမဲဖို့လို့လေဒါကပါတီတိုင်းကိုကျွန်တော်တို့ကပြောချင်တာဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကအဓိကအဖြစ်ဒီမိုကရေစီဟေ့လို့လှုပ်လိုက်လို့လှုပ်တိုင်းရွေးကောက်ပွဲဟေ့လို့လှုပ်လိုက်လှုပ်ကြတိုင်း နိုင်တဲ့သူကလည်းရှုံးတဲ့သူကိုဖိချောင်းမယ်ရှုံးတဲ့သူကလည်းဟာလားနိုင်တဲ့လူကဒီလိုလိုဖြစ်တယ်ဆိုတာဟုတ်ပြီးခဲ့တယ်ကျွန်တော်တို့လွတ်လပ်ရပြီးကလေးကဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပြဿနာတွေကတော်တော်များများဖြစ်ခဲ့တဲ့အတိုင်းပြီပါကျွန်တော်တို့တိုင်းပြီနော်။ဒါကြောင့်မလို့အဓိကအဖြစ်ပြောလို့ရှိရင်ကျွန်တော်တို့အမြဲပြောပါတယ်။အဲ့လိုပြောရင်ကျွန်တော်တို့ငဖားရီလို့ထင်အောင်။တက်မလို့အနေနဲ့ကလည်းနိုင်ငံရေးသမားတွေလက်ထဲကိုနိုင်ငံတော်မင်းတို့ဘယ်သူမှငဖားလို့မထင်ဘူး။မင်းတို့ဘောမရတဲ့လူတိုင်းသိပြီးသား။ဟာနာတို့လည်းအချင်တာပဲ။ဒါပေမဲ့ တက်မော်ခေါင်းဆောင်တွေရဲ့ချိုးရင်စိတ်ကဘာလဲဆိုတော့ငါခေါင်းဆောင်နေတဲ့အချိန်မှာဟုတ်လားနိုင်ငံရေးသမားတွေလက်ထက်အာဏာအလိုက်လိုတိုင်းပြည်ပြတ်သွားတယ်ဆိုတာမျိုးကိုသူတို့မလိုချင်ဘူးဒါမှမဟုတ်သူတာဝန်ခံရမှာပါဗျဥပမာပြထားပါတော့ဟုတ်လားဂေါ်ဘာချော့ကျန်တဲ့ဟလားဟိုဘရက်စနီယာတို့စတာလင်တို့ကွန်နစ်ပါတီကိုဥဆောင်လာတယ်သူတို့တကယ်တမယိုးစီလောက်အောင်လို့အတိုင်းလုပ်သွားတယ်နောက်တယောက်ပြီးတော့နောက်ဩခရာတယောက်ဘက်ကိုဟိုဘယ်လိုခေါ်မလဲတိုင်းပြည်ငြင်းငြင်းချမ်းနဲ့လက်ဆင့်ကမ်းပေးလိုက်တယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ ဟိုတောင်းဝင်ဘလူးတောင်းမှမကြောက်ဘူးဗျာဒါပေမဲ့ဂိုဘာချက်လက်ထက်မှာကြာတော့သွားပြီးတော့အစမ်းထွန်လိုက်တယ်အစမ်းထွန်လိုက်တာဘာလဲဆိုတော့ glassnor ရူပါရောဟလာပွင့်လင်းမူဝါရောဘောသွားအစမ်းထွန်လိုက်တဲ့ခါကျတော့ဆိုဗီယက်ပြည်အောင်သူကြီးပြိုကွဲသွားတယ်အဲ့တော့ဆိုဗီယက်ပြည်အောင်သူပြိုကွဲရတယ်ပတ်သက်ပြီးလက်ညှိုးထိုးပါရေးဆိုဂိုဘာချက်ကိုလက်ညှိုးထိုးကြတယ်အဲ့လိုမျိုးနိုင်ငံမှာရှိတဲ့ဟလာပြောမှန်းတယ်တက်မတော်ခေါင်းဆောင်တွေကအစစ်စစ်နိုင်ငံရေးရအုပ်ချုပ်လာကြတယ်အဲ့တော့အုပ်ချုပ်လာကြပေမဲ့သူတို့လက်ထဲမှာတိုင်းပြည်ပြိုကွဲသွားတယ်သူတို့လက်ထဲမှာလူတွေဟလာတောင်းတဲ့ဥပဒေမဲ့မင်းမဲဆိုင်တွေဖြစ်ပြီးတော့ တက်ကြဖြတ်ကြတယ်ဆိုတဲ့ဟာမျိုးဘယ်ခေါင်းဆောင်မှမလို့ချင်းဒါကြောင့်မို့သူတို့တွေရဲ့တာဝန်ယူတဲ့အချိန်ကာလမှာအတက်နိုင်ဆုံးဒီ transition ပေါ့နော်ဒီနိုင်ငံရေးအရခေါင်းဆောင်မှုအချိန်ပြောင်းနေကိုအတက်နိုင်ဆုံးစမှုဖြစ်အောင်သူတို့တွေဆောင်ရွက်သွားကြတာကိုတွေ့ရတယ်ဆောင်ရွက်သွားတာကိုတွေ့ရဆိုတော့ဒါကြောင့်မို့လက်ရှိအနေအထားမှာလည်းဒီတက်မလို့ခေါင်းဆောင်တွေအနေနဲ့လေဒီရွေးကောက်ပွဲကိုအဓိကကဘာလဲဆိုတော့ဘုံမှုကြီးအမေပြောနေတာရှိတယ်ပြည်သူလူထုအတွက်အမှန်တကယ်အလုံးလုံးနိုင်မဲ့လူတွေကိုရွေးချယ်ကြပါ ီဒီစကားဟာခမရတို့ပေါ့ခမရတို့ဗိုလ်ချုပ်မှုကြီးကိုချစ်သည်ဖြစ်သည်ခလာမုန်းသည်ဖြစ်သည်ဒီစကားဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်အယံမှန်တဲ့စကားအယံမှန်တဲ့စကားဘာကြောင့်လဲဆိုတော့ဟာလာရွေးကောက်ပွဲနိုင်ရင်ပြီးတော့ကွာကြိုက်တဲ့နီးနဲ့နိုင်ရွေးကောက်ပွဲနိုင်သွားမှဟာလာဒီလူချစ်တာရဲ့မိသားစုလာလုံးမဟေ့ငါတော့ကိုယ်စလဲဖြစ်ပြီကွာဆိုပြီးတော့ဟိုငါတဘောကောရင်တိုင်းမိနာမယ်တိုင်းမိနာမယ်ဒါကြောင့်မလို့အဓိကအဖြစ်ဒီလူလူတို့ဟာဘယ်ပြီးရွေးချယ်ရမယ့်သူတွေဖြစ်တဲ့အတွက်တိုင်းမိအတွက်ဒေသအတွက်ပေါ့နော် အမှန်တကယ်ယုံကြည်အားထားတဲ့လူတွေအမှန်တကယ်စိတ်ကောင်းရှိတဲ့လူစေတနာရှိတဲ့လူတွေနောက်ပြီးတော့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးပေါ့နော်ဒါတွေမှာအ ਨੇ ဆုံးမကျွမ်းကျင်ရင်တော့နှမ်းဆက်တဲ့သူတွေကိုရွေးချယ်ဖို့လိုတယ်လို့ဒီလက်ရှိနိုင်ငံတော်အကြီးအကဲကအများတန်းပြောနေတာဖြစ်တယ်ပေါ့နော်။အင်းအမှန်တကယ်စိတ်ကောင်းရှိတဲ့လူတွေကိုသိရတဲ့မင်းရဲ့သမီးတွေဘင်းရဲ့မိန်းမတွေကိုပေးလိုက်ပြီကွာ။ပို့ပြောမင်းရဲ့သမီးမိန်းမမိန်းမတွေပို့ပြီးမျိုးကောင်းလေးထွက်လာအောင်ပေးလိုက်ပေါ့။ပြင်းပြင်းထန်ထန်လိုက်လံပြီးတော့ဖန်ဆီးနေတဲ့ကိစ္စတွေကိုကျွန်တော်ဖြစ်ပွားနေပါတယ်။ ော်ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးကောင်းလားဆိုးလားဆိုလို့ရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အထူးကိမခံဘူးလို့နိုင်ငံတော်ကကြေညာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တစုံတရာဝေဖန်တာစန့်ကျင်တာတိုက်ခိုက်တာမျိုးမလုပ်မိဘူးကအမှန်တမ်းအရေးကြီးပါတယ်။ဒါအရေးပေါ်အခြေအနေပြဋ္ဌာန်းထားတဲ့ကာလဖြစ်ပါတယ်။နောက်တစ်ခုကဒီလောက်ကလေး reaction လေးပေးမိတာဒီဟိုကိုပေါ့တို့ဘာလို့ပေါ့နော်တခြားသောဒီရွေးကောက်ပွဲကိုမလိုလားတဲ့စန့်ကျင်တဲ့အဲသူတွေရဲ့ post တွေမှာ light တွေ reaction တွေ left တွေတော့ပေးတာမျိုးတွေတောင်းမှပဲဖမ်းတယ်ဆိုတော့လွန်နာပေါ့လို့တချို့ကပြောသူတွေရှိတယ်အဲအဲ့ဒါလွန်နာမလွန်နာခဏထားပေါ့နော်အဲတိပရောက်နေတဲ့သူတွေကတော့သူတို့စကားကိုသူတို့တောင်းဝန်ယူစရာမလိုဘူးပေါ့ဒါကလည်းအချိန်တိုင်းတာတစ်ခုထိပါပဲပြည်ထဲမှာနေတဲ့သူတွေကတော့အမတန်မှတတိထားပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံအစိုးရရဲ့အုပ်ချုပ်မှုအစိုးရမှုအောက်မှာအပြည့်အဝရှိနေတဲ့အတွက်ကြောင့်ပါပဲဒါဒီလိုမျိုး left rear လေးပေးတာလေး right လေးပေးတာလေးတောင်အပြည့်အပြည့်ယူရသလားဆိုလို့ရှင်ဒီကျွန်တော်တို့ဒီဆန္ဒပြတဲ့အချိန်ကာလတွေမှာတန်မုံမတီးလို့ဆိုပြီးတော့အသက်အန္တရာယ်ကိုရန်ရှာခံရတဲ့သူတွေဆိုပြီးတော့ အမျိုးမျိုးကိုတက်ဖြတ်ပြစ်ခံရတဲ့သူတွေဟာမြန်မာနိုင်ငံမှာ2000ကျော်ရှိခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ကအကြမ်းဖက်တွေနဲ့လည်းဝေးဝေးရှောင်ဖို့လိုပါတယ်။အကြမ်းဖက်တွေရဲ့မီဒီယာတွေကို like and follow မလုပ်ဖို့လည်းလိုပါတယ်။အဲကျွန်တော်ချို့တော့တကြီးပဲဦးတွေကရွယ်ချက်ရှိရှိနဲ့မဟုတ်ဘဲနဲ့ထိမိသွားတာတွေ like ပေးမိသွားတာမျိုးတွေရှိတတ်ပါတယ်။ဒါမျိုးတွေကိုလည်းရှောင်ရှားနိုင်မှုတကူကိုယ့်ရဲ့အိမ်ရလူကြီးမိဘတွေရဲ့ Facebook အကောင့်ထဲမှာခေတ္တတို့မီဇီမာတို့စရှိတယ်ပေါ့နော်ဒီအကြမ်းဖက်တွေဝါးရဖြန့်ချီနေပြီးပြည်သူလူထုကိုအစိတ်အမျိုးမျိုးကျွေးနေတဲ့မီဒီယာတွေကိုအဲမမြင်အောင် ဘလော့ထားတာမျိုးတွေ unfollow လုပ်ထားတာမျိုးတွေလုပ်ဖို့လိုပါတယ်ကိုကရောင်ရောင်မမနဲ့ like တွေ reaction တွေပေးမိတယ်ဆိုလို့ရှိရင်တိုင်သူမရှိရင်ကိစ္စမရှိဘူးနိုင်ငံတော်အစိုးရကတော့အားလုံး like ကြည့်နေတာမျိုးမဟုတ်ဘူးတိုင်တန်းတဲ့သူရှိခဲ့ရင်ကိုကလည်းထင်ပေါ်ကျော်ကြားတဲ့သူတို့မဟုတ်ကိုကလည်းလုပ်ငန်းရှင်တယောက်ယောက်များဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုကိုအဲကြောက်တွန်းရှင်တဲ့သူကနေပြီးတော့မှဒီ reaction တွေလုပ်ထားတာကို screenshot တွေယူပြီးတော့များတိုင်တန်းခဲ့မယ်ဆိုလို့ရှိရင်တေချာဘောက်ကိုအေးအေးခံရနိုင်ပါလေ။ဝင်နော်ခုကပြောတာ။လက်သုံးရောင်းထောင်ပြီးတရုတ်ဆောင်ခဲ့တဲ့အထဲမှာအခု က်ခွက်စားတွေကတော့နာမည်ကြီးတွေမဟုတ်လို့နော်အဲ့လိုအမှုပညာရှင်တွေမဟုတ်ဘဲနဲ့ကျမတို့ပြည်သူတွေတည်းရလဲအဲ့ဒီလက်သုံးချောင်းထောင်ခဲ့တဲ့လူတွေအများကြီးပဲဒီလက်သုံးချောင်းကလွယ်လွယ်လေးထောင်ခဲ့ရတာမဟုတ်ဘူးနော်အခုအဲ့လက်သုံးချောင်းထောင်ခဲ့တဲ့နောက်ွယ်မှာတကယ်တာဝန်ယူမှုတာဝန်သိတဲ့လူတွေကတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိတဲ့လူတွေကအကုန်ခက်ခဲခဲ့ကြတယ်ပုံခက်ခဲနေကြတယ်ဟုတ်တယ်ဖောက်ခွက်စားတွေမှာမဟုတ်ဘူးနော်ကိုအတိုက်အမြုံဘာမှမဖြစ်မချင်း တချင်ကလက်သုံးချောင်းထောင်ခဲ့ပြီးတော့နေသားတို့နေနေကြတဲ့လူတွေအများကြီးနော်အဲ့ဒါအကြောင်းမလို့လေဒီနေ့ဒီချိန်အထိဒီတော်လန်ရေးကြီးကကြန့်ကြနေတာမှန်ပါပဲအဲ့ထဲမှာတင်အခုကိုတိုင်းပါလာလို့ကိုယ့်ကိုပြန်မေးကြည့်ငါတို့ဒီလက်သုံးချောင်းထောင်ခဲ့တဲ့အပေါ်မှာငါတို့တာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ရှိပြီလဲငါတို့ဘယ်လောက်တာဝန်ကျေဝါးပြီးပြီလဲကိုယ့်ကိုပြန်မေးကြည့်ကြလက်သုံးချောင်းကို သူများထောင်လို့နော်မကောင်းတဲ့လို့လိုက်ထောင်တဲ့လူတွေ ဖင်ရားပြီးတော့လိုက်ထောင်တဲ့လူတွေနော်ဖင်ရားပြီးလိုက်ထောင်တဲ့လူတွေဆိုလဲအမလက်သုံးချောင်းမှာကိုဖင်နေတာကိုပြန်ထိုးထည့်လိုက်ကြတော့နော်ကြောက်ချက်လက်သုံးချောင်းလေးပဲအဲလက်ကလေးကသုံးချောင်းလေးပဲဟုတ်တယ်ထောင်ခဲ့ကြတာအဲ့လက်သုံးချောင်းရဲ့နောက်ွယ်မှာပေးဆက်မှုတွေအများကြီးရှိတယ်ဟုတ်တယ်ဒါကအဲ့လက်သုံးချောင်းရဲ့နောက်ွယ်မှာအသက်တွေနဲ့ရင်းထားရတာမှန်တယ်တွေ့တယ်မထင်နဲ့ဟုတ်တယ်နော်အဲ့ဒါကြောင့်မလို့ဒီလက်သုံးချောင်းလေးကိုလွယ်လွယ်လေးမထင်နဲ့ အခုအနုပညာရှင်တွေလဲနော်တချို့ဖက်ခွက်စားတွေပြောတန်ကြားတယ်နော်အာငါတို့ကငါတို့ကငါတို့ရက်တည်နိုင်တယ်တို့အာမပေးတဲ့ငါတို့ကငါတို့ရက်တည်နိုင်တယ်ဆိုကိုယ့်အကိုရက်တည်ရှင်းလားပြည်သူတွေကိုတခုပြောပြလိုက်မယ်နော်ကျမတို့ပြည်သူတွေလည်းစိတ်အယမ်းပျော်လွန်သွားကြည်တယ်။ဘာဖြစ်လို့သူတို့စော်ကားဝင်ရလဲဆိုအဲစိတ်ပျော်လို့ကျမတို့ပြည်သူတွေလည်းတက်တေတခုခုကိုပြအောင်နော်အချိန်တန်ငိုပြလိုက်မယ်နော်အချိန်တန်ငိုပြလိုက်မယ်ပရာဟိတလေးလုပ်ပြလိုက်မယ်လှူဒန်းလေးလုပ်ပြလိုက်မယ်မျက်ရည်ချူမယ် ပြီးပြီးွားมาပဲဆိုပြီးတော့ကျမတို့ရဲ့အားနေချက်ဤသူတွေရဲ့အားနေချက်အညာကိုကင်ပြီးတော့တို့ကကျမတို့ထက်ထက်ခါခါစော်ကားနေတာအဲ့တော့နင်တို့ငါတို့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးဆိုတာကိုပြည်သူတွေဘက်ကလည်းတက်တယ်ပြန်ပြဖို့လိုတယ်မှန်တယ်အဲ့တချို့ဖက်ခွက်စားရေးထွက်လာတဲ့အတန်းငါတို့ကငါတို့ရက်တည်နိုင်တဲ့အတန်းဘာလို့ထွက်လာလဲသိလားอืมကျမတို့ပြည်သူတွေစိတ်ပျော်လို့မှန်တယ်တို့တို့ရုပ်ရှင်ကယုံတင်တယ်ကျမတို့ပြည်သူတွေသွားမကြည့်ရင်တို့ဘာဖြစ်မှာလဲတို့ကတို့ရက်တည်နိုင်လို့ရလားပြီးတော့တို့ရတဲ့အကယ်မီကျမတို့ပြည်သူတွေပဲပေးထားတာ ဟုတ်တယ်ပြည်သူတွေအားပေးမှုကြောင့်တို့တွေဒီအကယ်ဒမီရတာကျမတို့ပြည်သူတွေကစည်ရဲနေတဲ့ခြားတွေကတို့အားပေးနေရတာဟမ်ကိုယ့်အကိုထမင်းစားဖို့ခက်ခဲနေတယ်တနေ့လုံးတနေ့စားဘဝတွေထမင်းစားဖို့ခက်ခဲနေတဲ့ခက်ခဲနေတဲ့ဘဝတွေကနေတို့ကားလေးယုံတင်ပတ်စံလေးကျင့်နေအောင်ဖူးတွားကြည့်ရတာဟမ်လာစားလေးထောင်းအပြေးလွှားတွားကြည့်ရတာအားပေးရတာအဲ့လိုအခက်ခဲတွေကြာခုခုချိန်ကာလဒီလိုမအားလားလက်ထက်နော်ကျမတို့တိုင်းပြည်ကအလုံးစုံပြည့်စည်နေတာဒီလိုလက်ထက်မှာရုပ်ရှင်တွားကြည့်တယ် ူတို့သွားအားပေးတယ်ဆိုတာတောင်းတောင်းမြစ်တာနဲ့မဟုတ်ဘူးကျမတို့ပြည်သူတွေကဟုတ်တယ်အဲ့ဒါကိုသူတို့သဘောပေါက်ဘူးသူတို့ကျမတို့ပြည်သူတွေကိုစော်ကားတယ်ဟုတ်တယ်နော်ဒါကိုသူတို့ကပြည်သူတွေကိုပြန်ပြီးတော့စော်ကားတယ်စကားစားနဲ့ပေါင်းပြီးစကားစားနဲ့သူတို့ဖက်ခွက်စားရင်အတူတူပဲဟုတ်တယ်ဟုတ်ပြည်သူတွေကျွေးတဲ့ထမင်းစားနေပြီးတော့ပြည်သူကိုကျေးဇူးရှင်မှမသိဘူးပြန်စော်ကားတယ်ကိုယ်လည်းမရရလို့ပဲဒီဘက်မှာတွေ့ရမယ်အကြောင်းအရာလေးကတော့တရှိချင်မှရွေးကောက်မှုနဲ့ပတ်သက်ပြီးတော့မျိုးမျိုးသောမဲဆွယ်စည်းရုံးမှုတွေရှိနေပြီးတော့ပြောခဲ့ခါမှလည်းအားလုံးဒီတိုင်းပဲကိုကိုကြီးဆိုလဲပြည်သူတွေမင်းတို့ဘာဖြစ်ချင်တယ်ဆိုပြီးတော့မဲဆွယ်နေတယ်လို့တချို့ဆိုရင်လည်း နိုင်ငံကိုကောင်းဆောင်လုပ်ပေးပါမယ်လို့မျိုးမျိုးသောမဲဆွယ်မှုတွေရှိနေမယ်လေဒီမျိုးမဲဆွယ်မှုတွေကတရားတဲ့ဘွားနဲ့မျိုးဆွယ်နေရလားအဲ့ဒါမှနဲ့မဲဆွယ်နေရလားဆိုတာကတော့ဆရာကိုသိမြတ်ကမျိုးတုံးတဲ့ကိုများထားဖြစ်တဲ့အတွက်ဆရာကိုသိမြတ်တုံးတဲ့ကိုများချက်ကိုမကြည့်ရတဲ့တူလိုင်းမျိုးတွေကျွန်တော်တို့ကြည့်တော်လို့ရပါတယ်ရှေ့ကသူကအခုလုံးမဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲအလိန်ညာရွေးကောက်ပွဲဆိုတာကိုလူတိုင်းသိပါတယ်လူတိုင်းလည်းပြောနေကြတာပါပဲအဲ့ဒါလို့ပြောကြရမှာကိုယ့်အိမ်နဲ့ကိုယ့်ဘာသာပြောရင်တော့သူတို့လည်းမသိပြဿနာလည်းမရှိပေမဲ့သူတို့သည့်သူတို့ကြားလို့ရှိရင်တော့ဆိုရှယ်မီဒီယာမှာအသေးလေးတစ်ချက်ပေးရောဟာဟာလေးတစ်ချက်ပေးရောနဲ့တောင်မှ ဖန်စီထောင်ချပါတယ်ဒီရွေးကောက်ပွဲကိုအတူရောက်မှာအလိမ့်အညာပါလို့ပြောတာလူတိုင်းပြောနေတာဖြစ်ပေမဲ့ပြောသမျှထဲမှာအထီရောက်ဆုံးအထင်ရှားဆုံးလူတွေပေါ်မှာဩဇာအညောင်းဆုံးဖြစ်အောင်ပြောနိုင်တဲ့သူကတော့ Trump and Drews ပါမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Trump and Drews ပါ that these elections um are a sham they're a fraud you cannot have a free and fair election when you uh, arrest, detain, imprison, and torture uh, the leaders of the political opposition, when you dissolve 40 political parties, uh, including the National League for mm. Democracy, that won overwhelming victories in the last two election cycles, when it is illegal for journalists to report the truth 2025ခုနှစ်ဒီဇင်ဘာလ28မှာလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်အဲ့ဒါဟာအတူရောင်မှာအလိညာရွေးကောက်ပွဲပါအတိုက်ခံနိုင်ငံရေးခေါင်းဆောင်ကိုဖန်ဆီးထိမ့်သိမ်းထောင်ချညှဉ်းပန်းထားပြီးတော့လုံတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးပြီးခဲ့တဲ့ရွေးကောက်ပွဲ20မှာတောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD အပါအဝင်ပါတီပေါင်း60ကိုဖျက်သိမ်းပြီးတော့လုတဲ့ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူးသတင်းတောက်တွေဟာမြန်မာနိုင်ငံတကအခြေအနေကိုအမှန်တမ်းတင်ပြလို့မရပါဘူးအဲ့ဒါလို့ တင်ပြတာဟာတရားမဝင်လို့ရဖြစ်နေပါတယ်။စေအောင်စုကိုဝေဖန်ရင်ရွေးကောက်ပွဲကိုဝေဖန်ရင်တရားမဝင်ပါဘူး။အခုလက်ရှိအချိန်မှာထောင်ချဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသား2000ရှိပါတယ်။ဒီရွေးကောက်ပွဲလုပ်တော့မယ်လို့ကြေညာလိုက်တော့အာဆီယံကစေအောင်စုအခေါ်ရွေးကောက်ပွဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြောဆိုလိုက်တာနဲ့ပတ်သက်ပြီးကျွန်တော်ကျင့်တဲ့အားရမိပါတယ်။သူတို့ကရှင်းရှင်းပဲပြောပါတယ်မြန်မာနိုင်ငံထဲမှာအကြမ်းဖက်မှုတွေမရက်တက်နိုင်သေးပဲနဲ့ရွေးကောက်ပွဲကို80%မလုပ်သင့်ဘူးလို့အာဆီယံကပြောပါတယ် အာဆီယံသဘောထား၅ချက်မှာပထမဆုံးအချက်ကအကြဖက်မှုတွေကိုရပ်တန့်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။အဲ့ဒီပထမဆုံးအချက်ဟာဆေးအုပ်စုဘက်ကအဆက်မပြတ်တတ်သမတ်ထဲဖောက်ဖျက်နေတဲ့အချက်လည်းဖြစ်ပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလည်းအာဆီယံရဲ့လမ်းကြောင်းအတိုင်းလိုက်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဒီရွေးကောက်ပွဲဟာတရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာကလွဲပြီးတော့တခြားဘာမှမဟုတ်ဘူးဆိုတဲ့အချက်ကိုအားလုံးကရှင်းရှင်းလင်းလင်းပဲကြေညာကြဖို့ထုတ်ပြန်ကြဖို့တိုက်တွန်းချင်ပါတယ်။ အနိုင်ဆုံးအစ်စ်လေးနဲ့ပြောရလို့ရှိရင်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေမဆေလွတ်ကြပါနဲ့လို့ပြောချင်ပါတယ်ဒီအတူရောင်ရွေးကောက်ပွဲကနေဘလို့ရက်လက်ကောက်မှထွက်လာကြအကြောင်းမရှိပါဘူးအလိုဆိုးရတဲ့နောက်ဆက်တွဲတွေပဲဖြစ်လာနိုင်ကြရှိပါတယ်မြန်မာနိုင်ငံဆရာကုလသမဂ္ဂကမြန်မာပဲမြန်မာနိုင်ငံကအန်ဒရူးရောင်သူကနေပြီးတော့ဖမ်းလို့ရရင်သူဖမ်းကြည့်နေနေထားတဲ့ရှိရတာအောင်ဒီမှာဖြစ်ပါတယ်ဖြစ်နိုင်သူအာဆီယံတော့ဘုံကျဲမဲ့နေထားတာရှိနေတာပါ လူခွင့်ရေးကွန်ဆယ်လက်ထရန့်အန်ဒရူးစ်ရဲ့ပြောကြားချက်ဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အရှင်းလင်းအပြတ်သားဆုံးစကားအပြင်းထန်ဆုံးဝေဖန်ချက်လည်းဖြစ်ပါတယ်။ဟာဟာပြီးလို့ဒရိုက်တာမိုက်တီးကိုဖန်စီထောင်ချတဲ့ဆေးအုပ်စုဟာထရမန်ဒရူးစ်ကိုဆိုလို့ရှိရင်တေတန်၃ချိန်လောက်များပေးမလားလို့တောင်းမှထင်ရပါတယ်။ဒါပေမဲ့စကားနဲ့တောင်းလက်တွေမှာမာမာပြန်မပြောရပါဘူး။သူတို့ဥပဒေဆိုတာကြီးနိုင်ငင်းညင်းဥပဒေပါ။နိုင်တဲ့လူကိုပဲညှင်းရတာပါမနိုင်ရင်တိခံလိုက်တာပါပဲ။၃၁ရက်နေ့ကလုတ်တဲ့ ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘိုးကော်မတီအစည်းအဝေးမှာစစ်အုပ်စုပြည်ထရေးဝန်ကြီးဒုတိယဘုချုပ်ကြီးထွန်းထွန်းအောင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုတုံ့ပြန်တော့ဆန့်ကျင်ဝေဖန်သူတွေကိုထိထိရရအရေးယူမယ်လို့ကြုံးဝါလိုက်ပါတယ်ဖန်ထားတဲ့သူစုစုပေါင်း88ယောက်ရှိပြီလို့လည်းထုတ်ပြောပါတယ်အစင်လာအဖြစ်ဆိုလို့ရှိရင်စစ်အုပ်စုဟာဒီလိုသတင်းမျိုးကိုဖုံးဖိထိတ်ချန်ထားလိမ့်ရှိပါတယ်ဘာလို့ဖုံးဖိထားတယ်လဲဆိုတော့သူတို့ရွေးကောက်ပွဲကိုမကြိုက်တဲ့သူတွေဝေဖန်တဲ့သူတွေရှိနေလို့လိုက်ဖမ်းနေရပါတယ်ဆိုတာဟာသူတို့ကို သိခါကြစေတဲ့သတင်းလိုယူဆတဲ့အတွက်ကြောင့်ဖုံးဖိလေရှိပါတယ်။ဒါပေမဲ့အခုတော့ဖုံးဖိမထားတဲ့အပြင်မှာသာသာထိုးထိုးတောင်မှလူများများသိအောင်ရှောက်ပြောနေပါတယ်။လူမသိသိအောင်ဇွအတင်းကြီးညာနေပါတယ်။အဲ့ဒါကဘာသဘောလဲဆိုတော့ချင်းချောက်နေတာဆိုတာသိထင်ရှားပါတယ်။ဒီရွေးကောက်ပွဲကနေပြီးတော့ဘာရက်လက်ကောက်မှထွက်လာမှာမဟုတ်ဘူးလို့ Trump and Drews ကပြောပါတယ်။ကျွန်တော်အနေနဲ့လည်းဒီရွေးကောက်ပွဲကနေမျောလင့်စရာလူကောင်းတယောက်တောင်မှ မရနိုင်ဘူးမရှိပါဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီတယောက်ချင်းလိုက်ကြည့်နေစရာမလိုပါဘူးဒီရွေးကောက်ပွဲမျိုးကိုလူကောင်းတွေဝင်ပြိုင်ပါဘူးဝင်ပြိုင်ရင်လည်းလူကောင်းမဟုတ်ပါဘူးရှင်းရှင်းလေးပါအဲ့ဒါလောက်အထိရှင်းပါတယ်ဒါဆိုရင်ဒီလောက်တောင်မှအသုံးမကျတဲ့ရွေးကောက်ပွဲကြီးအကြောင်းကိုကိုသိမ်းမြတ်ကဘာလို့ထက်ခါထက်ခါပြောနေရတာလဲလို့တချို့ကမေးချင်စိတ်ပေါက်ချင်ပေါက်လာပါလိမ့်မယ်ဟုတ်ကဲ့ဘာလို့ပြောနေရတယ်လဲဆိုတော့မပတ်သက်ဖဲနေချင်လို့မရတဲ့အတွက်ပြောနေရတာပါဘာလို့မပတ်သက်ဖဲ နေမရတယ်ဆိုတော့ပြည်သူလူထုကြီးကိုအချင်းအကြီးအကျယ်ချိန်ချောင်းနေလို့ပါပြည်သူလူထုကြီးကိုအတင်းအဓမ္မပတ်သက်ခိုင်းနေလို့ကျွန်တော်တို့လည်းပတ်သက်ရတာပါပြည်သူလူထုနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှသတင်းသမားတွေနဲ့ပတ်သက်တာပါပဲပြည်သူလူထုကြီးကိုချိန်ချောင်းနေတဲ့ကိစ္စတွေထဲမှာအခုရွေးကောက်ပွဲအကြောင်းဟာဟာပေးရင်ကိုပဲအ ਨੇ ဆုံးထောင်သုံးနှစ်ချမှာလို့ပြောထားတာကတော်တော်ဆိုးရတဲ့ချိန်ချောင်းမှုကြီးပါသူတို့ကဥပဒေလို့ခေါ်တဲ့အဲ့ဒီဓာတ်မှာ ဥပဒေသားမှာအစိတ်တောင်မှလူထားလိုက်ပါသေးတယ်။ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေဆိုတာရဲ့အမြင့်ဆုံးအပြစ်တံကတေတံအထိပေးနိုင်တယ်လို့ရေးထားပါတယ်။တေတံတောင်မှကျူးလွန်တဲ့သူတွေမဟုတ်ဘူးကျူးလွန်တဲ့သူနဲ့ကြံရပါတယ်အားပေးတဲ့သူတွေကိုလည်းထတ်တူပဲတေတံမယ်လို့တောင်မှဆိုထားပါတယ်။ဒါအပြင်မဲလာမထဲတဲ့သူတွေကိုဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့တိုးတိုးတိတ်တိတ်ကြိတ်ပြီးတော့ချိတ်ချောက်တာတွေကိုလည်းနေရာအနှံ့အပြားမှာလုပ်နေပါတယ်။အမေကသမီးကို အိမ်ကန်းတဲ့ခေါ်ပေါင်တွင်းကျော်လိန်ဆွဲတယ်လို့မျိုးရက်ွက်ထဲမှာပေါင်တွင်းကျော်လိန်ဆွဲနေတဲ့အဖြစ်အပျက်တွေကအများကြီးပါရွေးကောက်ပွဲမှာမဲလာမပေးရင်မှတ်ထားပြီးတော့အဲ့ဒီမိသားစုတွေကလူကိုစစ်မှုထမ်းနဲ့ဖန့်ထည့်မယ်လို့ကြိတ်ပြီးတော့ချိတ်ချောက်တာမျိုးတွေအထိရှိပါတယ်ရွေးကောက်ပွဲမဲမထည့်လို့ရှိရင်တရားစွဲမယ်ဆိုတဲ့ဥပဒေမျိုးမရှိတာကတော့အမှန်ပါပဲရွေးကောက်ပွဲမှာမဲမထည့်ခြင်းရယ်မထည့်ပဲနေလို့ရတာဟာနိုင်ငံသားအခွင့်အရေးပါရွေးကောက်ပွဲမှာကိုကြိုက်တဲ့သူကို မဲထက်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ဘယ်ပါတီမှမကြိုက်လို့မဲမထက်ခြင်းဘူးဆိုလို့ရှိရင်လည်းမထက်ပဲနေခွင့်ရှိပါတယ်အဲ့ဒါဟာနိုင်ငံသားအခွင့်အရေးပါရွေးကောက်ပွဲလို့မှနာမည်ခံပြီဆိုလို့ရှိရင်အဲ့ဒီအခွင့်အရေးဟာပေးကိုပေးရပါတယ်အဲ့ဒါကြောင့်မဲမထက်ရင်တရားစွဲမယ်ဆိုတဲ့ဥပဒေမျိုးကိုစေုပ်စုကပြတ်ထန်းလို့မရပါဘူးပြတ်ထန်းခွင့်မရှိပါဘူးအဲ့ဒါလို့ပြတ်ထန်းလိုက်မယ်ဆိုရင်ကမ္ဘာမှာလူကြီးစရာအကောင်းဆုံးဟာသာကြီးဖြစ်သွားမှာပါဆက်စရာအကောင်းဆုံးလောက်ရကြီးဖြစ်သွားမှာပါအဲ့ဒါကြောင့် စစ်အုပ်စုဟာတရားဝင်ဥပဒေမထုတ်ရဲပါဘူးဥပဒေမထုတ်ရဲပေမဲ့စစ်စစ်ကကျွန်တော်ပြောသလိုပဲပေါင်တွင်းကြောတော့လိမ်ဆွဲနေပါတယ်ရက်ွက်ထက်မှာကျိတ်ပြီးတော့အုတ်ချုပ်ရဲမှုဆိုတဲ့လူတွေကချိတ်ရှောက်နေပါတယ်မင်းတို့မဲလာမပေးရင်ငါတို့ကတိတယ်တိလို့ရှိရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတာတွေကိုမိမျိုးစုံနဲ့ဟုတ်တာရောမဟုတ်တာရောရောနှောပြီးတော့ချိတ်ရှောက်ပြောဆိုနေပါတယ်ပါတီတွေထဲမှာလည်းမဲပေးစရာပါတီကတခုမှကိုမရှိတာပါကောင်းတဲ့ပါတီတွေအကုန်လုံးကအဖြတ်သိမ်းခံထားပြီးပါပြီမကောင်းတဲ့ပါတီတွေပဲ ပြန်တာပါအဲ့ဒါကြောင့်ရွေးစရာကိုမရှိတာပါ lesser evil လို့ခေါ်တဲ့အဆိုးကလေးကိုရွေးပါလားဆိုပြီးတော့အရှက်ကင်းမဲ့ဆိုတာမဲဆွယ်တဲ့ပါတီတချို့ရှိပါတယ်ဆိုလိုတာကတော့အဆိုးကြီးတက်မလာစေချင်လို့ရှိရင်အဆိုးလေးကိုပဲရွေးကြပါမဲထဲကြပါဆိုပြီးတော့မဲဆွယ်နေတာပါတော်တော်အရှက်မရှိလို့သာအဲ့ဒါလို့မဲဆွယ်ရဲတာပါကြက်ဖို့ကိုစစ်တပ်ပါတီဆိုပြီးတော့လူတွေကတိတ်မုန်းနေကြတော့စစ်တပ်ပါတီ မဲမထက်ရလို့ရှိရင်မဲမရလို့ရှိရင်ပြီးရောကွာဆိုပြီးတော့ငါတို့ပါတီကိုမဲထက်ကြမှာပါလို့အဲ့ဒီပါတီတွေကမျှော်လင့်နေကြတာပါဒီရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့အဲ့ဒါလို့ကိုအစိုးလေးဆိုတာမျိုးရွေးချယ်စရာမရှိပါဘူးဥမာတွေပြောပြပါမယ်ပြည်သူပါတီဥက္ကူကြီးတို့အဖွဲ့ဆိုလို့ရှိရင်မစိုးတော့ဘူးလို့တချို့ကတွေးတဲ့သူတွေရှိပါတယ်အားနာပါတယ်ပုံပုံလင်းလင်းပြောရလို့ရှိရင်ဘာမှမထူးပါဘူးသူတို့ပါတီဟာလဲကိုယ်စားလှယ်လောင်းအရေးအတွက်ပြည့်ကျင်လွန်းလို့ ပါတီထဲမှာလာတဲ့လူဆွဲထက်အိမ်ဖြစ်ရတဲ့ပါတီမျိုးဖြစ်နေပါပြီပြည်သူပါတီရဲ့အေယာဝရီတိုင်းမော်ချွန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟာမိုက်ကယ်ဇိုးခေါ်အောင်စော်မိုးပါ မိုက်ကယ်ဇိုးဟာတော်တော်အစွန်းရောက်ဆိုးွားတဲ့မဘာသာတယောက်ပါဒါပြင်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာကျပ်ဖွပါတီကိုယ်စားလှယ်အနေနဲ့ဝင်ပြိုင်ပြီးတော့ရှုံထားတဲ့လူတွေကိုလည်းပြည်သူ့ပါတီကိုယ်စားလှယ်အဖြစ်နဲ့ရွေးချယ်ပြီးတော့အခုရှင်မြိုင်ခိုက်ထားပါတယ် အဲ့ဒီထဲကတယောက်ဟာဆိုလို့ရှိရင်ကျွန်တော်နဲ့ကြောင်းနေပဲတယောက်ပါမလို့အသိဘူးထင်လို့နာမည်လောလောဆယ်မှာထုတ်မပြောပါဘူးနောက်ထပ်မဘာသာတယောက်ဖြစ်တဲ့ကျော်မျိုးရွှေဆိုလို့ရှိရင်တဆညာပါတီကိုယ်စားလှယ်အနေနဲ့ဝင်ပြိုင်မှာပါနောက်ထပ်အမျိုးသားရေးသမားအင်မင်ထွန်းခေါ်သူရိမင်ထွန်းကကရင်မျိုးသားဒီမိုကရက်တစ်ပါတီ KNDP ကနေပြီးတော့ရွေးကံပါမယ်ဘိုးချုပ်မင်းအောင်လှိုင်ရဲ့ကိုရေးအရာရှိဟောင်းဖြစ်ပြီးတော့ဥက္ကိုနီကိုတတ်တဲ့အမှုမှာနောက်ွယ်ကနေလက်မဲကြီးလုပ်ခဲ့တယ်လို့အဆွတ်ဆွဲခံရတဲ့ဘုံမူကြီးလင်းစော်ထွန်းဟာ ရှမ်းပြည်ကနေရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်နဲ့ဝင်ပြိုင်ပါမယ်။အဲ့ဒီဘုံမူကြီးလင်းစော်ထွန်းတစ်ဖြစ်လဲဦးလင်းစော်ထွန်းကိုဥက္ကဏီအလောက်ကျန်ခံရခြင်းကကျွန်တော်ကိုယ်တိုင်ဖုံးဆက်ပြီးတော့အင်တာဗျူးမေးမြန်းခဲ့ပူပါတယ်။တက်ပြတ်သူဇေယျဖြိုးတို့အောင်ဝင်းခိုင်တို့နဲ့အလွန်နိစ္စကြောင်းတွေ့ခဲ့ရပါတယ်။စက္ကလုံနဲ့မဲပေးတဲ့စနစ်အကြောင်းဆိုလို့ရှိရင်လဲပြည်သူလူထုကိုတိတ်တိတ်ချာချာရှင်းပြမထားပါဘူး။မဲယုံနဲ့ဝင်ပြီးတော့ဘာစက္ကလုံမှမနှိပ်ဖဲ ပြန်လာခွင့်ရှိမရှိဆိုတာရှင်းရှင်းလင်းလင်းမသိရပါဘူးစက်ကလုတ်ကိုတစ်ချိန်ထက်ပို့ပြီးတော့နှိပ်ခွင့်ရှိမရှိပို့ပြီးတော့နှိပ်ခဲ့လို့ရှိရင်ပယ်မဲဖြစ်ဖြစ်စတဲ့အချက်တွေဘာမှတင်းတင်းချာချာမသိကြပါဘူးစက်ကလုတ်ကိုဘယ်နေရာတွေမှာတုံးပြီးတော့စာရွက်နဲ့ကပ်ပြားနဲ့မဲပေးတဲ့စနစ်ကိုဘယ်နဲ့နေရာမှာတုံးမလဲဆိုတာမျိုးတွေကိုလည်းတင်းတင်းချာချာမသိရပါဘူးတမင်မရှိအောင်လှုပ်ထားပေမဲ့မဲယုံနဲ့ဝင်သွားပြီးတော့မဲမပေးပဲ ပြန်ထွက်ခွင့်မရှိအောင်စီစဉ်ထားတယ်လို့ယူဆကြတဲ့သူတွေရှိပါတယ်။อืมမဲဆန္ဒရှင်တရားဟာဘဲပါတီကိုမှမကြိုက်လို့ရှိရင်ဘဲပါတီကိုမှမဲမထည့်ပဲနေနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိရပါမယ်။အခုအဲ့ဒီအခွင့်အရေးကိုချိုးဖောက်ထားပုံရပါတယ်။ဒါဟာအဲ့ဒါလို့လောက်တာမှန်ခဲ့လို့ရှိရင်မတရားမှုတစ်ခုပါ။လူတွေကိုမဲမထည့်မနေရဆိုပြီးတော့နှီးမျိုးစုံနဲ့ချိတ်ချောက်နေပါတယ်။လူမှုကွန်ရက်မှာဟာဟာပြီးရင်ထောင်သုံးနှစ်အသက်တစ်ခုပြီးရင်ထောင်သုံးနှစ်လောက်နေပါတယ်ဒါတွေကိုကြည့်လို့ရှိရင ဒီရွေးကောက်ပွဲဟာလူခွင့်ရေးအထူးကိုယ်စားလှယ် Tom and Bruce ပြောတဲ့အတူရောင်ရွေးကောက်ပွဲလိညာရွေးကောက်ပွဲဆိုတာထက်တောင်မှအများကြီးပိုဆိုးတဲ့အဓမ္မရွေးကောက်ပွဲ ဖြစ်ပါတယ်။อืมဒါရှင်းပါတယ်။ဒီအဓမ္မရွေးကောက်ပွဲဆိုတာ clear စာကိုယ့်ရဲ့စုံကုန်သိရနေတာဖြစ်ပါတယ်။အဲဒါကတော့လက်ရှိဒီမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆရာကိုသိမြတ်ကနေပြီးတော့တက်မှတ်ပြီးထောက်ပြဖို့ပြန်သွားဖြစ်ပါတယ်။တော်လိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုဒေါ့နံပါတ်ဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့ နောက်ထပ်သတင်းတက်လာပြီးတော့ကျွန်တော်ရဲ့ကိုကြည်ဘူရင် channel ကို like and subscribe လုပ် subscribe ပြီးအေးရခွန်နဲ့ like ကြည့်မယ်တက်လာများပြီးတော့သတင်းအားလုံးရှုနာစင်ရဖြစ်ပါတယ်ဒီလိုမျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်